ာလိုင်းရဲ့သွင်းကိုမှုံတိုင်းနဲ့ဂွာဒီယူလာရဲ့နောက်တစ်ခေတ်ဘရောအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအန်ပါကိုအန်စပေါ့စ်ကနေအားလုံးကိုပြန်လည်ကြိုးဆိုပါရစေဟာလိုင်းကလက်ရှိရသည့်ဘရီးမားလီခုနှစ်ပွဲမှာကိုကိုသွင်းထားပြီးပြီတကယ်ကိုအမကန်ဆွမ်းဆောင်ရီပါဒါမှမဟုတ်အဲ့ဒီဆွမ်းဆောင်ရင်ကဟာလိုင်းရဲ့ဘရီးမားလီကစားမဘဝအကောင်းဆုံးရာသီစတင်မှုမဟုတ်သေးပါဘူးနောက်2023ရာသီမှာဟာလိုင်းကရာသီစခုနှစ်ပွဲကစားပြီးချိန်16ခုထိသွင်းခဲ့ဘူးတဲ့ပြီးခဲ့တဲ့ရာသီမှာလည်းဟာလိုင်းရဲ့သွင်းကိုအချိန်ဘွား ထဲဝါခဲ့ပြီးတော့ပရီးမီးယားလိခုနှစ်ပွဲမှာ၁၉သွေးယူနိုင်ခဲ့ပါလေ။ဒါမဲ့ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်မှာဆာလာကပရီးမီးယားလိဂိုးသွေးပြင်စုကိုရခဲ့လို့ဟာလန်မခံမရနိုင်ဖြစ်ခဲ့ရတယ်။လက်ရှိအသည့်ပရီးမီးယားလိဂိုးသွေးပြင်စုအတွက်ဟာလန်ကအနည်းဆုံးပြိုင်ဘက်ကို၃ဂိုးအသာရထားပါလေ။ဟာလန်အတွက်ပိုပြီးတော့မှဂုံစရာကောင်းတာကသူ့ရဲ့လက်ရှိရာသီပရီးမီးယားလိသွင်းကို၉ဂိုးမှပန်နရီတစ်ဂိုးမှမပါဝင်တာပါ။ပရီးမီးယားလိရေးရကျွမ်းကျင်သူတွေကဂိုးသွေးပြင်စုကိုရာသီကုန်ဟာလန်ပဲရသွားလိမ့်မယ်လို့ခံမှန်းနေကြပါပြီ။ ဟာလန်ကလက်ရှိရသည့်ပရီးမီးယားလိမှာအခွင့်အရေးအများဆုံးရနေသလို finishing ထူးချွန်ဆုံးလည်းဖြစ်နေတာပါ။ဟာလန်က၉ကန်သွင်းမှုအခွင့်အရေး26ချိန်ရလာပြီးတော့ပရီးမီးယားလိကစားမအားလုံးထက်17ချိန်ပိုများနေတာပါ။ပြီးကြရသည်မှာမန်စီးတီးကြာဆုံးခန်းတဲ့တူဟာလန်လည်းနာမည်ပြတ်ခဲ့ပါလိမ့်။ဂိုးတွေလည်းတိတ်မသွင်းနိုင်ခဲ့ဘူး။ပြီးကြရသည်ကစွမ်းအင်ကြောင့်ဟာလန်စီမှာစိုက်ကပ်နေတဲ့တန်တရားမြတ်ဝိုးနေရာပို့ပြီးတော့ထူပစ်ခဲ့တယ်။သူရဲ့ trade mark သွင်းကိုမဖန်ဆင်းနိုင်တဲ့ပြင်ဘောလုံးထိချက်လည်းတိတ်ပြီးနှဲပါခဲ့ပါလိမ့်။ဘောလုံးထိချက်နှဲတာ ဘောလုံးလက်ခံရယူပုံအားနေတာပရိရဲ့မကြွယ်ဝတာတွေကဟာလန်ရဲ့အားနေချက်ဖြစ်မြင်နေရတာကြာပြီ။သွင်းကိုတွေနဲ့ဖုံးကွယ်ထားနိုင်လို့သာတိတ်ပြီးအပြစ်မပြောကြတာပါပဲ။ဟာလန်ကဂိုးသွင်းကောင်းပေမဲ့မန်စီးရဲ့ကစားရန်ကိုပို့ပြီးတော့ထက်မြက်ဆွဲဆောင်မှုရှိအောင်မလုပ်ပေးနိုင်ဘူး။ကွင်းလယ်ထိဘောလုံးဆင်းယူပြီးတော့တိုက်စစ်လမ်းကြောင်းတွေပုံဖော်မပေးနိုင်ဘူး။ဟာလန်ကအမြဲတမ်းလိုလိုတိုက်စစ်လဲဘဟုမှဘောလုံးရက်ဆောက်နေတတ်တယ်။ဒါစီရဒီမာရောဟာလိုင်းကဘေးဒက်ပလေးမှာပို့ပြီးတော့ပါဝင်ပတ်သက်လာခဲ့ပြီ။ခန်းစစ်စည်းတဲ့ဒီလိုက်ကူနေတာမျိုးကိုလည်း မြင်လာရတယ်။ဟာလဲ HG တန်ဖိုးကတပွဲပြားမြ၃ညတသမ2ခွန်ရှိနေပြီးတော့သွင်းကိုကိုဂိုးပြင်းနဲ့ပြောင်းလဲနိုင်စွမ်းက28ရာခိုင်နှုန်းနဲ့အတော်လေးဟူကောင်းမွန်နေတယ်။ပြီးကြတဲ့ရာသီမှာဟာလဲ HG တန်ဖိုးက၃ညတသမ1ခွန်ချိန်သာရှိခဲ့တာပါ။ဟာလဲတကိုးစားဂိုးသွင်းနှုန်းအခွင့်အရေးရရှိနှုန်း HG တန်ဖိုးမြင့်တက်လာချိန်မှာဂိုးသွင်းပြင်စုအတွက်ပြိုင်ဘက်တွေဖြစ်တဲ့ဆာလာဖာမာအီဆက်တို့တိတ်ဆိတ်နေပါလိမ့်။ဆာလာလီဗာပူးတိုက်စစ်ပြောင်းလဲကြောင်းလက်ရှိရသည့်အစမှာ အခွင့်အရေးလက်လွတ်နေရပြီးတော့ဂိုးသိမ့်မသွင်းနိုင်သေးဘူးပရီးမီးယားလိဂိုးသွင်းပြင်စုတွက်တာမကဘဲဥရောပရွှေဘဏ္ဍစုတွက်ပါဟာလန်ရေးပန်းစားနေတယ်လက်ရှိအချိန်မှာဥရောပထိပ်တန်းလိ၅ခုမှာဟာလန်ရဲ့ဂိုးပိုသွင်းထားတာအမ်ပါပီနဲ့ဟာရီကိန်းပဲရှိပြီးစတဂိုးစီသွင်းထားကြတာပါဟာလန်ရဲ့သွင်းကိုမုံတိုင်းကမန်စီမာသာမကဘဲနိုအီမာပါအားပါပြင်းထန်လို့နေပါတယ်ဟာလန်ကအစ်စွေးကို၅ခုကိုမရှိနဲ့အနိုင်ရခဲ့တဲ့ဂိုးပြတ်ပွဲမှာကမ္ဘာပလာခြေစစ်ပွဲဖြစ်တဲ့ဟက်ထရစ်သွင်းယူခဲ့ပါတယ် ကိုစွေသူရဲ့ဇာမဘွားဟက်ထရစ်ရေးအတွက်က28ကြိမ်တိရှိလာခဲ့ပါပြီ။ဟာလန်အတွက်ဂိုးတွေကလွယ်ကူလုံးပါလေ။ဂွာဒီယိုလာကသူ့ကိုလေးစားမှုရှိတယ်ဆိုတာဟာလန်သိထားပါလေ။ဆက်ရှိကစီးတဲ့မွန်ဆာတကောင်ဆိုပြီးတော့ဟာလန်ကိုဂွာဒီယိုလာတင်စားထားတာမဟုတ်လား။ဆက်ရှိကစီးတဲ့မှာဟာလန်ထက်ကောင်းတဲ့ဇာမမရှိဘူးလို့လည်းဂွာဒီယိုလာယုံကြည်ထားတယ်။အဲဒီယုံကြည်စိတ်နဲ့အတူဟာလန်ကိုဗဟုပြုတ်ပြီးတော့ဂွာဒီယိုလာကသူ့ရဲ့ dynasty ကိုတတ်တန်းထိုးနေပါလေ။